အားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TRU YouTube Channel တို့ကနေကြိုဆိုပါရစေ။ဟုတ်ဒီကနေ့ညမှာတော့ Arsenal အသင်းနဲ့ Burnley အသင်းတို့ဒါ Premier League ပွဲစဉ်တစ်ဆယ်ရှင်ပြိုင်ကစားမယ်ဒီပွဲစဉ်ကိုကျွန်တော်တို့ Arsenal အသင်းကအဝေးဘက်မှာတော့ရောက်ရှင်ပြိုင်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့နေ့လည်ကမှာ Mikel Arteta ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဒီသတင်းစာရှင်းလင်းပွဲမှာ Mikel Arteta ကဒါ Burnley အသင်းနဲ့ရင်ဆိုင်ကစားရမှာဒါကျွန်တော်တို့အရန်ကိုခက်ခဲတယ်ဆိုတာကျွန်တော်တို့သိပါတယ် ဘာဖြစ်ဖြစ်ကျွန်တော်တို့ကစူဖလာအောင်မြင်မှုတွေရဖို့အတွက်ဆိုလို့ရှိရင်ဘလို့ခက်ခဲ ਉ မဆိုအကောင်းဆုံးရင်ဆိုင်သွားဖို့အတွက်အစဉ်အသင့်ဖြစ်နေပြီဆိုပြီးတော့ဒါမီကေအာဒေတာကပြောကြားထားတယ်တစ်ဆက်ထဲမှာပဲဒါမီကေအာဒေတာကကျွန်တော်တို့ကတစ်ခါတရံကြရင်အရန်ကိုစိတ်ရှည်ရတယ်ဒါဂိမ်းတိုင်းကလွယ်ကူတဲ့ဂိမ်းနေဆိုတာရှိမနေပဲနဲ့ကျွန်တော်တို့ကဂိမ်းတိုင်းကခက်ခဲတဲ့ဂိမ်းဖြစ်ပြီးတော့ ဘန်လီအသင်းကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လေသူတို့အသင်းကိုနိုင်ရဖို့အတွက်အရန်ကိုခတ်ခဲတယ်ဆိုတာကျွန်တော်တို့မြင်ရတယ်ဒီအတွက်ကြောင့်လဲကျွန်တော်အနေနဲ့အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားပြီးတော့ဒါကစားသမားတွေကိုလည်းသူ့အနေနဲ့ပြောထားတယ်ဒီပွဲစဉ်ကငါတို့တို့အရန်ကိုရေးပါတဲ့ပွဲစဉ်တွေပဲဖြစ်ပြီးအရန်ကိုခတ်ခဲတဲ့ပွဲစဉ်တွေပဲဖြစ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့လဲကျွန်တော်ကောင်းတွေကိုပြောထားပါတယ်ဆိုပြီးတော့မိခေအာဒီတာကဖြေကြားထားတယ်ဒါတစ်ဆက်တည်းမှာပဲဘန်လီအသင်းကလည်း ါကော့တကယ်ကိုဟိုကောင်းမွန်တဲ့အင်္ဂလိပ်နည်းပြဖြစ်တဲ့ Scott ကိုဒါသူတို့အနေနဲ့ Scott လို့ပဲခေါ်တာပေါ့လေ။ဒါ Scott ကိုပိုင်ဆိုင်ထားတာဟာဘန်လီအသင်းအတွက်တကယ်ကိုကောင်းမွန်ပြီးတော့ဒါဘန်လီအသင်းနဲ့ရင်ဆိုင်ကစားရမယ်ကျွန်တော်တို့အတွက်တော့တကယ်ကိုမလွယ်ကူတဲ့ဂိမ်းတစ်ပွဲပဲဆိုတာကိုကျွန်တော်တို့တွေသိတယ်ဆိုပြီးတော့ BK Arteta ကပြောကြားထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒါ Scott Barker ကလည်းဒါ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါသူ့အနေနဲ့ Arsenal အသင်းကိုကျွန်တော်တို့ဘယ်လိုဒုက္ခပေးရမယ်ဆိုတော့အကောင်းဆုံးတွေးထားတယ်ကျွန်တော်ကစားသမားတွေကိုလည်းကျွန်တော်ပြောထားတယ်တဦးချင်းစွမ်းဆောင်ရည်နဲ့ငါတို့တွေဘာလို့ပြနိုင်နေဆိုတော့ငါတို့ရဲ့အိမ်ကွေးမှာအကောင်းဆုံးချပြရမယ့်အခြေအနေတခုရှိနေတယ်ဆိုပြီးတော့ကျွန်တော်လည်းကျွန်တော်ကောင်းလေးကိုပြောထားတယ်ဒါအာဆင်နယ်အသင်းရဲ့ကစားပုံကဒါ set play တွေ ဒါ open play တွေဘယ်လိုအရာမျိုးတွေကိုပဲဖြစ်ဖြစ်ပေါ့လေဒါ scott ကသူ့အနေနဲ့ခွင့်ပြုသွားမှာမဟုတ်ဘဲနဲ့အကောင်းဆုံးခုခံသွားမယ်ဆိုပြီးတော့လေ scott ကပြောကြားသွားပါတယ်ဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဒါဒီကနေ့မှဒီကနေ့ညဒါပွဲစဉ်မတိုင်ဘူးပေါ့လေတက်လာတဲ့သတင်းတွေရှိတယ်။ဒါကတော့ဘာတွေလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါဒီကနေ့ညမှာအသုံးပြုသွားမယ့်လူစင်းကိုဒါလုံးဝလိုက်ပြီးခံမှန်းနေကြတယ်ပေါ့လေ။ဒါခံမှန်းနေတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟို ဝီလျံဆလီဘာကတော့ဒါဒီနေ့ပွဲစဉ်ရဲ့အကျိုးခံမလိုက်တဲ့ထဲမှာပါဝင်လာတာမျိုးကိုကျွန်တော်အနေနဲ့မတွေ့ရဘူး။ဟုတ်ပါတယ်။ဒါမီကေအာဒေတာအနေနဲ့လည်းဒါဝီလျံဆလီဘာကိုကျွန်တော်အချိန်ပေးဖို့လိုသေးတယ်ဆိုပြီးတော့ဒါပြောနေတာမျိုးရှိတယ်။ဝီလျံဆလီဘာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကဒီအချိန်မှာဝီလျံဆလီဘာရဲ့ကြံ့ခိုင်မှုကဒါနည်းနည်းတော့မေကွန်ထုတ်ချင်စရာဖြစ်လာတယ်။ဒါလိုပဲဒါပေမဲ့ထားပါအကစားသမားတယောက်အနေနဲ့ဒါပွဲတွေမနစ်ကလည်းပွဲတွေအများကြီးကစားထားခဲ့ရတယ်။ဒါ Indonesian နဲ့ Brazil တွေကလည်းရှိတယ်။ အာနိုင်ငံအသင်းနဲ့တွားရောက်မပူးပေါင်းရဘူးဆိုလို့ရှိရင်တောင်းဒါကစားသမားတွေအနေနဲ့ဒါကောင်းကောင်းလေးအနားရယူလို့ရတယ်ပေါ့လေဒါပေမဲ့ international bridge တွေပါတွားရတဲ့ကစားသမားတွေကဒါအခုဆိုလို့ရှိရင်ဒါ class အသင်းမှာရော international break မှာ international break မှာဒါနိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းရတာရောဆိုလို့ရှိရင်ပွဲကတော်တော်လေးပန်းနေဗျအဲ့တော့ကစားသမားတွေရဲ့ကြက်ခိုင်မှုကဒါအခုနောက်ပိုင်းဆိုလို့ရှိရင်အရန်ကို strong မှာလဲဆိုတဲ့လူတွေတောင်မှာ နည်းနည်းလေးပြောเสียဖြစ်လာတာဗျာအခုဒီယာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ William Saliba ဆိုလို့ရှိရင်ဒါဒီတစ်ချိန်နဲ့ဆိုလို့ရှိရင်စုစုပေါင်းနှစ်ချိန်တိတိတန်ရန်ရသွားပြီဗျာနှစ်ချိန်တိတိတန်ရန်ရသွားပြီဆိုတော့อืมနည်းနည်းတော့ဒါစဉ်းစားစဉ်းစားခြင်းเสียပဲပေါ့လေနော်ဒါအခုဒါ William Saliba ပါဝင်မလာဘူးကျွန်တော်တို့ဒါအနောက်တန်းမှာဆိုလို့ရှိရင် David Raya အကကိုသမားဒါဖြစ်ကိုသမားဖြစ်က David Raya ကိုအသုံးပြုလာတာကို ါတွေ့ရတယ်ပြောပြီဆိုလို့ရှိရင်ဒါညာချမ်းမှာဆိုလို့ရှိရင်ညာချမ်းခိုင်းစင်မှာဆိုဂျူလီယန်တင်ပါပြောရည်ဆိုလို့ရှိရင်ဂျူလီယန်တင်ပါရဲ့ဘေးမှာဒါခရစ်စတန်မော်ကွဲရာနဲ့ဒါဂါရီယမက်ကာဟေးကိုအသုံးပြုလာတာကိုတွေ့ရတယ်ဒါပြောရည်ဆိုလို့ရှိရင်ဘဲဘဲအချမ်းမှာကတော့ရီကာဒိုကာလာဖီယိုရီကိုအသုံးပြုလာတယ်ဒါပြောရည်ဆိုလို့ရှိရင်ကွင်းလေဘိုင်းမှာဆိုလို့ရှိရင်ဒါခမ်းမန်းလိုင်းနဲ့ဒီအရာပေါ့လေဒါကျွန်တော်တို့တွေပွဲထွက်လာတဲ့လူစင်းမှာဆိုလို့ရှိရင်433ဆိုတဲ့ပုံစံမျိုးကိုပွဲထွက်လာပြီးတော့ဒါ DMF Roma တော့ဒါ Martin Zubimendi ကိုအသုံးပြုလာတယ် မာတင်ဇူဗီမန်ဒီကိုအသုံးပြုလာတဲ့ဆိုတဲ့နေရာမှာကျွန်တော်အနေနဲ့ဒါကြားဖြတ်လေးပြောချင်တာကိုလေနည်းနည်းကြားဖြတ်လေးပြောချင်တာဒါကဘာလဲဆိုတော့ကျွန်တော်ဒီယာတီမှာဟိုခေါ်ယူမှုတွေများစွာရှိပေါ့လေဒါလူစုစုပေါင်းလူ၈ယောက်ထိကျွန်တော်တို့ခေါ်ယူထားတယ်ဒီလူ၈ယောက်မှာကျွန်တော်ညီကိုအနေနဲ့ဘယ်ကစားသမားကိုအကြိုက်ဆုံးလို့ထင်လဲအဲကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် အကြိုက်ဆုံးဆိုတာထက်အခုအာဆင်နယ်မှာဟိုစွမ်းဆောင်ရည်အကောင်းဆုံးပြနေတဲ့ သူကိုပြောပါဆိုလို့ရှိရင်ကျွန်တော်ကတော့အဲဒါခုနပြောတဲ့ Martin Superman ဒီကိုကျွန်တော်နေနေကတော့သဘောကျတယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီယာဒီမှာဆိုလို့ရှိရင်ဒါပွဲဟို Premier League ဆိုလို့ရှိရင်ကျွန်တော်ပွဲစဉ်ကိုကစားပြီးပြီးဒါဒီကနေ့ညမှာပွဲစဉ်30ကစားမယ်။ထားပါတော့ဗျာစူပေါင်းဒါကျွန်တော်၉ပွဲလုံးမှာ Martin Superman ဒီရဲ့လှုပ်ဆောင်ချက်တွေတော်တော်များများကိုကျွန်တော်တွေတွေ့ရတယ်။အဲ အဲ့နေရာမှာ upgrade ဖြစ်သွားတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဗျာတိလားဘာလို့လဲဆိုတော့ Thomas Party စီအာနေတော့အရင်ကတော့ကျွန်တော်ဒီလိုမျိုးဒီလိုမျိုးနေမရခဲ့ဘူးလားဆိုတော့ Thomas Party ကိုကျွန်တော်တို့ကပုံကန်လို့ပြောတဲ့စကားမျိုးမဟုတ်ပါဘူး Thomas Party စီအာကျွန်တော်အများကြီးရခဲ့သူ့ကြောင့် goal တွေဖြစ်ခဲ့တာအများကြီးရှိခဲ့ဒါပေမဲ့အခုပြောချင်တာကဗျာဒီနေရာမှာ upgrade ဖြစ်သွားတယ်ဗျာတိလားတော်တော်လေး upgrade ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကတော့အဲ့နေရာကို အကြိုက်ဆုံးပဲတော့အခုဒီရာဒီခေါ်ယူမှုတွေမှာတော့ဒါမာတီဇူဘီမန်ဒီကတော့အကြိုက်ဆုံးပဲဗောလေကဲပါဒါကတော့ဒါကျွန်တော်စကားဆက်မိလို့ပြောလိုက်တာဗောလေဒါကတော့ထားပါကျွန်တော်ခုနဒါ common line net လေးတွေကိုကျွန်တော်ပြောပြမယ်ဒါကကွင်းလေမှာဆိုလို့ရှိရင်မာတင်ဇူဘီမန်ဒီကို DMF ရိုးမှာထားပြီးတော့ဒါကျွန်တော်တို့ဒါဘယ်ဘက်အချမ်းမှာဆိုလို့ရှိရင်ကွင်းလေဘယ်ချမ်းမှာဆိုလို့ရှိရင် ဒါ Declan Rice ကိုအသုံးပြုလာတယ်။ဒါပြောရပြီဆိုရင်ကွင်းလယ်ညာဘက်ချမ်းမှာဆိုလို့ရှိရင် Ethan Wanery ကိုအသုံးပြုလာတာမျိုးတွေဒါသတင်းမီဒီယာတွေကတောက်လျှောက်ဖော်ပြထားတယ်။ဒါပြောရသူတိုက်စစ်၃ရောက်မှာဆိုလို့ရှိရင်တော့ဒါထောက်တိုက်စစ်၃ရောက်မှာဆိုလို့ရှိရင်ဘယ်ချမ်းမှာဆိုလို့ရှိရင်ဒါ AVH SZ ကိုအသုံးပြုလာပြီးတော့ဒါအထောင်တိုက်စစ်မှုအဖြစ် Video Crash ကိုအသုံးပြုလာတယ်။ဒါညာဘက်အချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ငွေဦးတီးလေးဘူကာယိုစက်ကာပေါ့လေ။ဒါဒီရဒီမှာအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ ဒါကျွန်တော်ညီကိုတွေအနေနဲ့လေဒါဝင်ရောက်ဆွေးနွေးကြည့်ပါအောင်ဗျ။ဒါကျွန်တော်တို့ဒီရဒီမှာဘာတွေပြောင်းလဲလာလေ။နော်ဒါတော့လူတိုင်းကတော့ပြောမှာပေါ့ဗျာ။ဒီမှာကျွန်တော်အာဆင်နယ်တင်းကဒါဒီရဒီမှာပြောင်းလဲလာတာလူစင်ရင်လူအင်အားကအရင်ကြီးပြောင်းလဲပါဟုတ်ပါလူအင်အားတော်တော်ကြီးကိုပြောင်းလဲပါဒါတော့ရန်တည်တာလေ။ဘာလို့လဲဆိုကျွန်တော်တို့ဟိုအရင်လူစင်နဲ့ပဲကန်ကန် first line နဲ့လူစင်နဲ့ပဲကန်ကန် quality အတူတူပဲဆိုတဲ့အနေထားတစ်ခုอ่ะဒါကအာဆင်နယ်တင်းတိုးတက်ပြောင်းလဲလာတဲ့လူစင်အစုအဖွဲ့ကိုရုံးကဒါတိတာထင်ရှားမြင်ရမှာပဲဒါပေမဲ့ ဒီယာဒီမှာပြောင်းလဲလာတဲ့အချက်တည်းကအကြိုက်ဆုံးအချက်ကိုပြောပါစေကျောင်းကြီးကိုဘယ်လိုထင်လဲကျွန်တော်အနေနဲ့ကတော့အကြိုက်ဆုံးအချက်ကဘယ်လိုအချက်မျိုးလဲဆိုတော့ဟိုဘယ်လိုပြောမလဲအရင်တော့အလိုမျိုးညာချမ်းတောင်ပိုင်းတိုက်စစ်တခုတည်းကိုပဲတနည်းအားဖြင့်ဘူကာယိုစာကာကိုပဲကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲအာကိုကြီးကစားနေတဲ့ကစားဟန်တခုမဟုတ်တော့ပဲနင်းဒါကွင်းလေကြောကိုလည်းဒါတောက်လျှောက်ဖိအားပေးပြီးကစားတဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်အနေနဲ့ဒီယာဒီမှာမြင်ရတာကျွန်တော်တခုတည်းရောအမြင်ပေါ့လေကျောင်းကြီးကိုဘယ်လိုထင်မိလဲဗျအကောင်းမှာဝင်အောင်မှတ်ချက်ပေးတော့လို့ရပါတယ်အဲ့တော့ကျွန်တော် အကြိုက်ဆုံးအချက်ကတော့အဲ့လိုမျိုးပေါ့လေဒါကွင်းလေရာနေ open play တွေစားရခြင်းကွင်းလေရာကိုအရင်ကြီးအားပြုပြီးတော့ဒါကစားလာတာမျိုးတွေတွေ့ရတယ်ဘယ်ဘက်ချမ်းကိုလိုအပ်လို့ရှိရင်ဘယ်ဘက်ချမ်းကိုတောက်လျှောက်ဖိအားပေးပြီးကစားလာမျိုးတွေပြင်ရတယ်တခါကြောက်ရှင်ညာဘက်ချမ်းလုံးဝ open လွတ်နေအဲစကားဆိုလို့ရှိရင်ဒီလက်တွေပိုင်းမြှောက်ပြီးတော့ဘောလုံးတောင်းရတဲ့အထိကိုလွတ်နေတချိန်အရင်တော့မနစ်ကရာကြီးကျွန်တော်ဒီလိုမျိုးစကားကိုတခါမှအဲ့လိုမျိုးလွတ်ပေးနေတာမျိုးမရှိဘူးဗျာဒီလား စာကာပင်းစာကာစာကာပင်းစာကာစာကာပင်းစာကာဆိုတဲ့ဒါတိုက်စစ်မျိုးတွေပဲကျွန်တော်တို့ကမြင်တွေ့ခဲ့ရတယ်တကယ်လဲစာကာက impact ရှိတာကိုစာကာစီကနေကျွန်တော်ကဘောလုံးတွေအများကြီးတောင်းဆိုလို့ရတာကိုအဲ့တော့ထပါကျောင်းဗီဒီယိုလေးလေးရှေ့ပါမှာဖြစ်တဲ့အတွက်ကျောင်းကြီးကိုတွေကဘလို့ထင်မိလဲဒီအာဒီမှာအာဆင်နယ်အသင်းတိုးတက်ပြောင်းလဲလာတာများစွာရှိတဲ့နေရာမှာဘယ်အချက်တွေကိုအကြိုက်ဆုံးလို့ထင်မိလဲကောမန်မှာဝင်အောင်မှတ်ချက်ပေးတော့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်တူရိမ်ပါ